ဗမာလူမျိုးစုမင်းဒေကျွန်တော်တို့ပြည်သူလူထုဟာအတ္တံကို နားမထောင်ခြင်းပါ အခုလိုပိုပြီးစူးစီးညီညွတ်ကြရမယ့်အချိန်မှာလူမျိုးစုနိုင်ငံရေးထိလွယ်ရှာလွယ်ဖြစ်တတ်ပါတယ်တာမန်အချိန်မျိုးမှာအတ္တံထွက်ပြီးပျောက်သွားတတ်တယ်ထင်ရပေမဲ့ချိန်မီအောင်လို့ဖြစ်လာရင်အမျိုးသားညီညွတ်ရေးကိုဒုက္ခပေးတတ်ပါတယ် လူမျိုးစုနိုင်ငံရေးမှာမူလအတန်ထက်ပဲ့တင်တန်တွေကပိုတက်ပါတယ်ပဲ့တင်တန်တွေကပိုကျဲလောင်တတ်တာမို့မူလအတန်ပျောက်သွားတာလည်းဖြစ်တတ်ပါတယ်ပဲ့တင်တန်တွေကြောင့်မူလအတန်ပျောက်ပြီးအတန်ထွက်လာတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်ဒါတွေဟာ အသေးအမွှားမှုကယုမမှုမိရင် အပြက်ပြက်နဲ့နှာခေါင်းသွေးထွက်တတ်ပါတယ်စကလုံးတွေအပေါ်မှာပဲစကလုံးတစ်စေ6ခံရပြီး လုံးစရာရှိတာမလုပ်ဖဲစကလုံးအစာမကြေဖြစ်နေရင်လည်းဘာမှ ရှိမရောက်နိုင်ပါတန်နိုင်ရွေတော်လန်ရေးကာလမှာစကလုံးတွေထက်စေရနာနဲ့အနှစ်သာရကိုကြော်ကြည့်နိုင်ဖို့ပါပဲစကလုံးတွေမှာစွမ်းအားတွေရှိပါတယ်စကလုံးတွေမှာပါဝါတွေရှိပါတယ်လူတီထက်ပိုသော ဖောင်းပွားမှုမျိုးတွေမဖြစ်စေလိုပါနိုင်ငံရေးသမားဟာညာတော်အဖြစ်ပါနတ်တဲ့ဇယိုက် လူရည်လဲတဲ့ဇယိုက်ရှိထားပြီးသားဖြစ်ပါလေနိုင်ငံရေးမှာကျင်းလည်နေတဲ့လူတော်တော်များများဟာ အလုတ်တူတွဲလုတ်ဖူးရင်သို့မဟုတ်စကားသေးချာပြောကြည့်လိုက်ရင်သို့မဟုတ်အပြင်မှာလူချင်းစုံပြီးနည်းနည်းပါပါဆွေးနွေးတီးခေါက်ကြည့်ရင်ဘယ်သူပါဇယိုက်ရှိတယ်ဆိုတာ သိပါတယ်နားလေကြပါတယ်နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားသူဇယိုက်နဲ့ဝင်လာတဲ့ဇက်ကောင်တွေဟာ activate ဇယိုက်မပြောက်တတ်ပါ တကြွလှူရှားသူစရိုက်နဲ့နိုင်ငံရေးသမားစရိုက်ကိုကောင်းကောင်းချင့်တွက်ခွဲခြားနားလည်ဖို့ဖြစ်ပါတယ်။ဒီကြားထဲမှာအယူဆရေးရာတိုက်ပွဲကနေပုဂ္ဂိုလ်ရေးတိုက်ပွဲတွေဖြစ်တတ်လို့သတိထားစေလိုပါတယ်။ပါစာပါလအကွဲပြဲမှာသင်ငန်းစာ ယူစရာတွေခမားများရှိပါလိမ့်မယ်။မြမပြင်းရဲ့တိတ်ကအကွဲပြဲကောက်ချောင်းကိုကျင်ညက်တဲ့နိုင်ငံရေးသမားဟာအမားကိုရှောင်နိုင်ပါလိမ့်မယ်။ အခုမြမနွေဦးဒေါ်လန်ကြီးမှာကြီးစွာသောအတန်မကြားရပါသက်ဆိုင်ရာနိုင်ငံရေးအစုအဖွဲ့တွေအတွင်းမှာအကွဲပြဲကြီးမားနေတယ်လို့လည်းမထင်ပါမြူသားရဲ့အခြေခံမူတွေဟာ ရေပုံရစကလုံးဟောဟာဓာတ်တွေဖြစ်တယ်လို့အလုံးသဘောညီပြီး ဖြစ်ပါလိမ့်မယ်ကြီးစွာသောခြားနာမှုမရှိပါဗမာတွေတစ်ထစ်လျှော်ပါနနက်ကိုင်းနိုင်ငံရေးမှာလူမျိုးစုခေါင်းဆောင်တွေဥဆောင်ပါစေ နိုင်ငံရေးမှာလည်း ဗမာပါဝင်တဲ့လူမျိုးစုအစုအဖွဲ့တွေလွှမ်းမိုးပါစေလူမျိုးစုနိုင်ငံရေးမှာရွေးကောက်ပွဲရလဒ်ကိုထက်ထက်ပြောတတ်တဲ့အကျင့်ကိုဗမာနိုင်ငံရေးသမားတွေရှောင်ပါရွေးကောက်ပွဲရလဒ်ကိုပြည်သူရဲ့စန္ဒဒီဂရီကိုပြတဲ့ညွန်ကိန်းတစ်ခုအနေနဲ့ပဲဖတ်ပါ2008ဖွဲ့စည်းပုံအောက်မှာကျင်းပထားတဲ့ရွေးကောက်ပွဲဖြစ်လို့ဒါကို အနာဂတ်မှာအမြင့်တစေတပါးတည်းထည့်သည်စရာလိုတယ်လို့မထင်ပါဘူး 2008ခြေကံဥပဒေကိုလည်းဖျက်သိမ်းလိုက်ပြီလို့မြို့သားညီညွတ်ရေးအစိုးရအဖွဲ့ကြေညာပြီးခဲ့ပါပြီ။အနာဂတ်နိုင်ငံတော်ကိုတည်ဆောက်ရေးဟာ Federal Democracy စနစ်ပါ။ခွဲထွက်ရေးတစ်စိ6ခံရတဲ့ဘေးကနေလည်းအားလုံးကင်းလွတ်ပြီလို့ထင်ပါတယ်။တခိုင်ငါလွဲလို့ခွဲထွက်ရေးကိစ္စကိုဘယ်လူမျိုးစုကောင်းဆောင်ကမှ ပြောတာမကြရတော့ပါ။ရခိုင်တောင်အရင်က ခွဲထွက်ရေးလို့တိုက်ရိုက်မပြောပါ။ Confederation လို့သာ ပြောခဲ့ပူတာဖြစ်ပါတယ်။ခင်ဗျားတို့လူမျိုးစုတွေမြမနွေဦးတော်လှန်ရေးကိုဦးဆောင်ပါတနော်တို့ဗမာ လူမျိုးစုတွေနောက်ကလိုက်မယ်။နောက်လိုက်ကောင်းပီတစေရမယ်လို့ဗမာတွေအာမခံပါတော်လှန်ရေးပြီးရင် လူမျိုးစုအမတ်တရုတ်တွေဘေးချထားပါအည်ချင်းအည်သွေးကိုတီးပြီးလူမျိုးစုတိုင်းဥဆောင်ခွင့်ရာကြီးကို ဆောင်ရွက်မယ်လူမျိုးစုအရွယ်အစားအည်အတွက်ကိုလိုက်ပြီး ခွဲတန်းလိုဝေချမ်းရေးတွေလည်းဘေးဖယ်လိုက်ပါဖြတ်ကျော်ပြီးတဲ့နောက်မြမနွေဦးဒေါ်လန်ရေးမှာချင်းကချင်းကရင်ကရားနဲ့တအံပလောင်ဟာပထမဦးဆုံးညီညွတ်ရမယ်ဒေါ်လန်ရေးတအူလူမျိုးစုတွေဖြစ်ပါတယ်